အမေရိကန်ဒီဂျမန်ရှိဟူတီအဖွဲ့၏ငွေကြေးရင်းမြစ်များကိုအားနည်းစီလိုသောကြောင့်ထိုက်ခိုက်နေခြင်းဖြစ်သည်တခါဟူတီတွေကိုဒေတာတွေမှာဆက်လက်တိုက်ခတ်မှုပုံမခက်ခဲစေမှာဖြစ်ပါတယ်2025ခုနှစ်ဧပြီ18ရက်နေ့တွင်အမေရိကန်ဒီရတ်အီရှတ်ရင်းနှံစိတ်ကံကိုလေကြောင်းမှတိုက်ခတ်မှုပြုလုပ်ခဲ့သည်အိနီယာဒီဟူတီများထိန်းချုပ်သည့်အလုံးအရေးကြီးသောနေရာဖြစ်သည်ဆိုပါဂိတ်သည်လောင်စာရှိတင်သွင်းရတဲ့အုံပြုပြီးအိနန်စီပေါင်း3တန်းအထိတိုးလောင်နိုင်သည် အဆိုပါလေကျောက်တက်ခတ်မှုကြောင့်အနည်းဆုံးလူ80တစ်ဆုံးပြီး192ဦးဒဏ်ရာရရှိခဲ့သည်အတခရချင်းတို့မဟုတ်တိခတ်တန်းရသူများထဲတွင်ရေနံလုံတောင်များနှင့်တက်ခတ်မှုအပြီးတွင်ကုညီရန်စူးစမ်းနေသူများပါဝင်သည်တက်ခတ်မှုဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာဟူတီများ၏စစ်ရေးလုံဆောင်မှုများကိုကုညီပံ့ပိုးပေးသည့်ဟူတီများ၏စီးပွားရေးပါဝါကိုပြက်စီးစေခြင်းဖြစ်သည်ဟုအမေရိကန်ကပြောကြားခဲ့သည်လေကျောက်တက်ခတ်မှုအပြီးတွင်ဟူတီခေါင်းဆောင်တဦးကပြန်လည်တက်ခတ်မှုဟုပြောကြားခဲ့သည်အဆိုပါအဖွဲ့သည် အစ္စရေးအဓိကလေဆိပ်အနည်းရှိအမေရိကန်လေယာဉ်တင်တင်ပေါ်နေစဉ်နဲ့စစ်ပတ်ဆိုင်ရာနေရာတစ်ခုကိုတိုက်ခတ်ခဲ့ပြီးဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်အမေရိကန်စစ်တပ်ကကျွန်တော်ရဲ့နယ်မြေမှာကြီးထွားလာနေပြီသူတို့ကကျွန်တို့ကိုနိုင်ငံကိုဆက်လက်တိုက်ခတ်နေပါတယ်အဲ့ဒါကတိုက်ပွဲတွေပိုများလာမယ်တံပြန်တိုက်ခတ်မှုတွေနဲ့တိုက်ပွဲတွေပိုများလာမှာပါဟုကုတီစစ်တပ်ပြောရေးဆိုခွင့်ရှိသူရာရာစာရီကပြောကြားခဲ့သည်သူတို့ဖွဲ့မှစီစဉ်သည့်စာနာမြို့တော်တွင်စာနာပြပွဲအတွင်း၎င်းကပြောကြားခဲ့ခြင်းဖြစ်သည် အမေရိကန်တိုက်ခတ်မှုများသည့်နေရာများစွာကိုထိမှန်တော်လဲအများစုမှစိတ်ကံတဝိုက်တွင်အာရုံစိုက်နေသည်ဒုနေရာတွင်တေဆုံးသူများတဲ့တွင်ထရကာမောင်းသူများနှင့်ရေးပေါ်ဝန်ထမ်းများပါဝင်ခဲ့ပါသည်တောက်ချာနေနေတဲ့စောပိုင်းကဆိုရှယ်မီဒီယာတွင်စိတ်ကံမှဗီဒီယိုပြသခဲ့ပါသည်ကြီးမားသောပောက်ခွဲမှုများနှင့်အလောင်းများနေအေရီးယားအနက်လဲလောင်းနေသူကိုပြသခဲ့သည်နောက်ပိုင်းတွင်တူညီသော TV ဌာနကပဲအသက်ရှင်ကျန်သူများနှင့်တွေ့ဆုံမေးမြန်းမှုများကိုပြသခဲ့သည် စည်ယုံထန်းစင်ပေါ်တွင်လဲလောင်းနေကြတော့လက်မောင်းတွင်မီးလောင်တန်းရရရှိသူတို့ကကျွန်တော်တို့ထွက်ပြေးသွားခဲ့ကြပြီးတိုက်ခတ်မှုတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာတော့အားလုံးမီးလောင်သွားတယ်လို့ပြောသည်သူကစိတ်ကမ်းမှာအလုအလုနေခဲ့တယ်လို့ပြောခဲ့ပါတယ် Ras Isha Gaidi ရင်းနှံစီပေါင်း၃ဒန်းအထိတိုးလောင်နိုင်သည်ယင်းဒီရမန်နိုင်ငံမှာရင်းနှံတင်ပို့ရန်ဖောက်စုတိဆောက်ခရီးစိတ်ကမ်းဖြစ်ပြီးလွန်ခဲ့တော့နေပေါင်း၄၀ကဖွင့်လှစ်ခဲ့သည်မီးလောင်မှုကိုစောင့်ကြည့်နေကြသည့် NASA ဂျူရုစနစ်က ာမာယန်ကျောင်းအနီးရှိနေရာ၌တောက်ကြန်နေတဲ့ဆော်ဘန်ကမိလောင်မှုကြီးကိုတွေ့ရှိခဲ့ပြီးဆိုရှယ်မီဒီယာပေါ်ရှိအမေရိကန်ဗဟိုဌာနချုပ်ဤထုတ်ပြန်ချက်တွင်အမေရိကန်တပ်ဖွဲ့များသည့်အီရန်ထောက်ခံသည့်ဘူတီများအုံပြုသည့်လောင်စာစီရင်းမြစ်ကိုဖယ်ရှားရန်လှုံ့ဆော်ခဲ့သည့်၎င်းတို့အားတရားမဝင်ငွေရှာခြင်းမှလည်းတားဆီးလိုကြောင်း၎င်းတို့သည်ဒေသတွင်းတွင်ဆယ်နှစ်ကျော်ကြာကျောင်းကျထိလက်မှုများပြန့်နှံ့စေခဲ့ကြောင်းပြောကြားခဲ့သည် ဒီတက်ခတ်မှုဟာရမန်ပြည်သူတွေကိုထိခိုက်နေနိုင်မယ့်ရည်ရွယ်ချက်မဟုတ်ပါဘူးသူတို့ဟာဟူတီထိချုပ်မှုကနေလွတ်မြောက်ပြီးငြိမ်းချမ်းစွာနေထိုင်လိုကြောင်းကျွန်တော်တို့သိပါတယ်ရမန်ရှိဟူတီများကိုဆက်လက်တိုက်ခိုက်သွားမည်ဟုအမေရိကန်ကကြေညာပြုထားသည်ယခုစစ်စင်ရေးသည့်တမရထရန်ကဇန်နဝါရီလောင်းတွင်စတင်တာဝန်ယူပြီးနောက်အရှိအလဲပိုင်းနဲ့အမေရိကန်၏အကြီးမားဆုံးစစ်စင်ရေးဖြစ်သည်ပလန်နီရှိဟူတီများရဲ့ငါးကတင်မောများကိုတိုက်ခိုက်ခြင်းကိုမရတတ်ပါကတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမည်ဟု အမေရိကန်ကပြောကြားခဲ့သည်ဆိုပါလုံဆောင်ချက်များ၏ရွေးချက်မှာဂူတီများကိုနောက်ထပ်တိုက်ခတ်မှုများထပ်မံမပြုလုပ်ရန်တားဆီးရန်ဖြစ်ကြောင်းအမေရိကန်ဘုဌာနချုပ်ကစင်ပြခဲ့သည်ယင်းတွင်ပင်လယ်နေရှိစစ်ဘေးရေးတပ်မများနှင့်အစ္စရေးတွင်၎င်းတို့၏ဒုံးကျည်များနှင့် drone များကိုအသုံးပြုခြင်းပါဝင်သည်စကန်မန်နီလောင်စာရှိစေယုံများကဲ့သို့အရေးကြီးသောနေရာများကိုဘုံကျဲခြင်းဖြင့်ဟူတီများအတွက်ပေးဆောင်ရန်နှင့်၎င်းတို့၏စစ်ရေးအရဆက်လက်လှုပ်ဆောင်ရန်ပုံမခက်ခဲစေမည်ဟုအမေရိကန်ကမျှော်လင့်ထားသည်။ဒရပ်အီရှာတက်ခတ်မှုအတွက် အလွန်ဆိုးရင်မိကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုကိုရာရက်ကစနေနေ့တွင်ပြောကြားခဲ့သည်အစ္စရေးနှင့်တင်းမောများပေါ်ရှိဟူဒီဒုံးကျည်များနှင့်ဒရုန်းတိုက်ခတ်မှုများအတွက်လည်း၎င်းကဆိုးရင်ခဲ့သည်စစ်ပွဲအတွင်းလူတွေကိုကောက်ွယ်ပေးတဲ့စီမင်းတွေအပါအဝင်နိုင်ငံတကာဥပဒေတွေကိုအမြဲတမ်းလိုက်နာရမယ်လို့အတွင်းရေးမှူးချုပ်ကသတိပေးထားသည်ရသားတွေနဲ့ရသားတွေအုံပြတဲ့နေရာတွေကိုလုံခြုံအောင်ထားဖို့လူတိုင်းကိုတောင်းဆိုပါတယ် အရသာများတည်ဆုံမှုတို့မဟုတ်တရားရရှိမှုနှင့်ပတ်သက်၍အမေရိကန်ပြည်သူ့မှဖြစ်ကြခြင်းမရှိပေ။ယင်းအစားဤတိုက်ခိုက်မှုသည်ယမန်ပြည်သူတွေကိုအန္တရာယ်ပြုရန်ရည်ရွယ်ခြင်းမဟုတ်ဟုသော၎င်းကအစောပိုင်းထုတ်ပြန်ချက်တွင်ထားလောင်းပြောဆိုခဲ့သည်။ဟိုဒေတာမြို့မှာတိုက်ခိုက်မှုတွေကတလကျော်ကြာမြင့်ခဲ့တဲ့ဘုံကျဲတိုက်ခိုက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာကုန်တယ်မှုအတွက်အရေးကြီးတဲ့လမ်းကြောင်းဖြစ်တဲ့ပင်လယ်နီမှာဟူဒီများကတင်မောများကိုတိုက်ခတ်ခြင်းနဲ့နီးစားတဲ့အမေရိကန်မဟာမိတ်ဖြစ်တဲ့အီဇီယူတိုက်ခတ်ခြင်းတို့ကြောင့် ထံအစိုးရကဤကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။မလာစစ်ကြောင်းရမစပြီးအမေရိကန်၏ဘုံကျဲတက်ခတ်မှုအတွင်လူ900ခန့်တေဆုံးခဲ့ကြောင်းယမန်ရှိဟူဒီအဖွဲ့မှကျမရေးဌာနကပြောကြားခဲ့သည်။ဆိုပါစစ်စင်ရေးဆောင်ရွက်မှုသည်ထံအစိုးရမှစတင်ခဲ့သောကြီးမားသောအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့်နိုင်ငံတကာတင်မောလမ်းကြောင်းများပေါ်တွင်ဟူဒီတို့၏တက်ခတ်မှုကိုတုံ့ပြန်သည့်အနေဖြင့်ဤအစီအစဉ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည့်ဆိုပါတက်ခတ်မှုများသည့်ကမ္ဘာလုံးဆိုင်ရာကောင်းထုတ်ကုန်တွယ်မှုကိုထိခိုက်ခဲ့ပြီး ဒေတာတွင်းရှိတင်မောများအတွက်အန်ဒီယန်များဖန်တီးခဲ့သည်အမေရိကန်စစ်စင်ရေးတွင်ဦးတီများက၎င်းတို့၏စစ်စင်ရေးတွေကိုထိန်းချုပ်ရန်အသုံးပြုသည့်လက်နက်များနှင့်ကုတ်ကဲရေးစံတာများထိန်းစဲထားသည့်နေရာများကိုတိုက်ခိုက်မှုများလည်းပါဝင်သည်ဒီရွက်ချက်မှာဦးတီတို့၏တိုက်ခိုက်နိုင်စွမ်းကိုစော့ချရန်ဖြစ်သည်ကုလသမဂ္ဂအပေါ်ဝင်နိုင်ငံအများပြားကအီချမ်းဖဲမှုတွင်ကြီးထွားလာမှာကိုစိုးရိမ်တယ်လို့ပြောပါတယ်။ဒေတာတွင်ပြဿနာများပြန်လည်ဖြစ်ပွားပြီးရမန်ပြည်သူများ၏အသက်အန္တရာယ်ကိုပုံမဆိုးဝါးစေပါတယ်။၎င်းတို့ဟာ ချုပ်တည်မှုပြရန်နှင့်စစ်ပွဲစီမင်းမြောက်လိုက်နာရန်အရသာများကိုပုံမတိခန်းနေနာစေကပုံမဒုက္ခမဖြစ်စေရန်အတွက်ပါဝင်လူတိုင်းကိုတောင်းဆိုထားပါတယ်။နီကိုချုပ်ရလည်းအမေရိကန်ဒီဘူတီများ၏စစ်ပွဲစနစ်များကိုဖျက်တောက်က၎င်းတို့၏ငွေကြေးများကိုဖျက်တောက်ရန်၎င်းတို့၏တိုက်ခိုက်နိုင်စွာကိုအားနည်းစေကနိုင်ငံတကာတင်မောများကိုပုံမတိုက်ခတ်ခြင်းမှကင်းဝေးအောင်ထိမ့်သိမ်းထားခြင်းဖြစ်သည်။